မင်္ဂလာပါကျွန်တော်ကဒေါက်တာရန်ကာရက်ဒီဖြစ်ပြီး Apollo ဆေးရုံကြီး Jubal Hills Hyderabad မှာအထူးကူနှလုံးသွေးကြောဆေးကုသသူတဦးအဖြစ်လုပ်ကိုင်နေပါတယ်။သွေးဖိအားနှိမ်ခြင်းရေဘူးရအဖြစ်သွေးပေါင်ချိန်နှိမ်ကြတော့အမျိုးသမီးအများစုတွင်သွေးပေါင်ချိန်60မှ100ရဝန်းကျင်ရှိသောအောက်ဖက်ချမ်းတွင်ဖောက်ကိုတွေ့ရသည်။ဒါကြောင့်သူတို့မှာခေါင်းမူခြင်းသို့မဟုတ်ရက်နေတဲ့အခါသွေးဖိအားပြောင်းလဲမှုကြောင့်ခေါင်းမူခြင်းတွေဖြစ်တတ်ပါတယ်။ဒါကြောင့်ဒီလိုလက္ခဏာတွေကိုအမြန်ဆုံးရှာဖွေသိရှိနိုင်ဖို့လိုအပ်ပါတယ်။ သွေးဖိအားနိုင်ခြင်းနဲ့ပတ်သက်တဲ့လက္ခဏာတွေမရှိဘူးဆိုရင်ဒါကိုအလက္ခဏာမရှိတဲ့သွေးဖိအားနိုင်ခြင်းလို့ပြောပါလေဒီလိုဆိုရင်တော့ဗာတေသနာမှမရှိပါဘူးဒါပေမဲ့သွေးဖိအားကိုတဘာဝအတိုင်းညှိနှိုင်းနိုင်ဖို့အတွက်စားစားမှုတိုးပေးရမယ်ရေနဲ့အရေးစားတိုးပေးရမယ်နောက်ပြီးခြေဆုတိုးမဟုတ်ဖန်တဲ့ဝတ်ပြီးလက်လျှောက်တဲ့အခါတိုးမဟုတ်ခီးဝေးသွားတဲ့အခါမှာသွေးဖိအားကိုပုံမှန်ထိန်းသိမ်းနိုင်အောင်လုပ်ပေးရပါမယ် တချို့ယောဂါတွေမှာသွေးဖိအားနှိမ့်စေတဲ့ sympathetic driver ကိုရောနှဲစေတတ်ပါတယ်။ဒါကြောင့်ဒီလိုအခြေအနေတွေကိုရှာဖွေတွေ့ရှိဖို့လိုအပ်ပါတယ်။နောက်ပြီးသွေးဖိအားခြေကံကိုတိုးပေးနိုင်တဲ့ဆေးဝါးတချို့လည်းရှိပါတယ်။ဒါတွေကသွေးဖိအားကိုထိမ့်သိမ်းပေးနိုင်ပြီးလက္ခဏာတွေမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။သွေးဖိအားကို ပုံမှန်တိုင်းတာပါ။သွေးဖိအားနှိမ့်ခြင်းအမြဲရှိနေရင်တော့စားပိုပြီးစားခြင်းခြေဆုပ်ဝတ်ခြင်းလို့ အကြံပြုချက်တွေကိုလိုက်နာပါဒါကခြေထောက်ကနေသွေးပမာဏတိုးပေပြီးအလက္ခဏာမရှိတဲ့နေထိုင်မှုကိုရရှိစေပါလိမ့်မယ်။ကျေးဇူးတင်ပါတယ်။